ကိုလေးချင်းရှော့ချခြင်းပါသလားတကယ်တော့အတင်းခန္ဓာကိုယ်ကဂလိုရီဘလောက်လန်ကျွမ်းတယ်လဲဆိုတာကအဓိကအရေးကြီးပါတယ်ဒီတော့အမြန်ဆုံးအထောက်အကူပြုမဲ့အားကစားလီးမျိုးကိုကြည့်အောင်ပထမဆုံးနဲ့အရေးကြီးဆုံးကတော့ကာဒီယိုလို့ခေါ်တဲ့နှလုံးခုန်နှုန်းမြန်စေတဲ့လီးကျင်ခိုင်းနေပါဒါတွေကဂလိုရီကိုအများဆုံးလောင်ကျွမ်းစေပါတယ်သိပြေးခြင်း running ကယ်လိုရီလောင်ကျွမ်းမှုအဟောင်းအမြင့်ဆုံးပါအပြင်မှာဒါမှမဟုတ် thread meal ပေါ်မှာတနေ့မနေ့30လောက်လောက်ယူနေထူးခြားမှုကိုမြင်ရပါမယ်။နေ့ရေကူးခြင်း swimming အဆိပ်မျက်တွေကိုဒန်းမထစ်စေပဲကိုခန္ဓာအဆိပ်အပိုင်းအားလုံးကိုလှုပ်ရှားစေလို့ဂလိုရီလည်းအငားကြီးကုန်ပါရဲ့၃ကျိုးခုန်ခြင်း jumping rope အချိန်တော်တွင်မြန်ဆန်တဲ့ရလက်လိုခြင်းရင်ကျိုးခုန်ခြင်းကအကောင်းဆုံးရွေးချယ်မှုပါဒါအပြင်ကြွက်သားတီလျှောက်တဲ့လီဂျင်ခန်းတွေလည်းလိုအပ်ပါတယ်ဘာကြောင့်လဲဆိုတော့ကြွက်သားတွေများလာတာနဲ့အများအနားယူနေခြင်းမှာတော့ခန္ဓာကိုယ်ကဂလိုရီပိုးလောင်ကျွမ်းလွန်ပဲဖြစ်ပါတယ်၄အလေးမာခြင်း strength training ်တစ်ပတ်ကို2ချိန်3ချိန်လောက်အလေးမာတာသို့မဟုတ်ကိုယ်ခန္ဓာအလေးချိန်နဲ့ squats push-ups တို့လုပ်တာကသင်္ခန္ဓာကိုယ်ရဲ့စွမ်းအင်သုံးစွဲမှုကိုတိုးမြင့်ပေးပါလိမ့်မယ်တတိယပါပေါပေါပါပါလမ်းလျှောက်ခြင်းလိုမျိုးလှုပ်ရှားမှုတွေကိုနေ့စဉ်မှန်မှန်လုပ်ပေးတာကလည်းအရေးပါပါတယ်ဒါပေမဲ့အားကစားတစ်ခုတည်းနဲ့မလုံလောက်ပါဘူးကိုယ်အလေးချိန်လျှော့ချရမှာအားကစားက90ရာခိုင်နှုန်းအစားအသောက်က90ရာခိုင်နှုန်းပါကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသားတွေကိုရွေးချယ်ပြီးပုံမှန်အဲ့ဒီဝါဝါအိပ်ဖို့လည်းလိုအပ်ပါတယ်တော့ချက်ကတော့ပုံမှန်နဲ့စိတ်ရှိခြင်းပါပဲ။ ဒီနေ့ကစပြီးတင်အစီအပီမဲ့အားကစားတစ်ခုကိုရွေးချယ်ပြီးစတင်လိုက်ပါတင်ရဲ့ကိုလေးချိန်ရှော့ချရဲ့ခီးစဉ်ကိုအားပေးပါတယ်နောက်ထပ်အကြံဉာဏ်တွေဒါ follow and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်